မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။နှွေဦးတော်လန်ရေးကိုသွေးခွဲလန်းစင်နဲ့အင်အားချိနဲ့စီရဲလှုပ်ဆောင်လာမှုတွေကိုတတိပြုရန် NUG ဝန်ကြီးချုပ်ကတတိပေးလိုက်ပါတယ်။တရားနယ်လင်းနဲ့စစ်ကောင်စီတပ်တွေကြားအပြည့်ရရဲ့ဆွေးနွေးပွဲဟာမအောင်မြင်ပဲပြီးဆုံးသွားတယ်လို့တရားနယ်လင်းကထုတ်ပြန်ကြေညာတဲ့သတင်းပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ဆရာနာရှင် တော်လန်ရေးကိုသွေးခွဲရေးလမ်းစဉ်နဲ့အင်အားချိနဲ့စေဖို့လှုပ်ဆောင်လာတာတွေကိုသတိပြုရန်အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်မန်ဝင်းခန့်တန်းကပြောဆိုလိုက်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရရဲ့ 6မြင်းဆောင်2025အစည်းအဝေးမှာဝန်ကြီးချုပ်မန်ဝင်းခန္တန်းကအခုလိုတတိပေးပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။အဲ့ဒီအစည်းအဝေးမှာဝန်ကြီးချုပ်ကအခုအချိန်ခါဟာဆရာလာရှင်ကိုအမြင့်ဖြတ်ရန်အချိန်မဆွဲကြဘဲအားလုံးအတူတူရုန်းကန်ကြရမှာဖြစ်ပြီးအားလုံးမငြင်းညွတ်ရင်အရင်ကာလတွေလိုသွေးခွဲလန်းစင်နဲ့တဖွဲ့စီဖက်ထုတ်ပြီးတော်လန်ရေးကိုအင်အားချိနဲ့စီဖို့လှုပ်ဆောင်လာမှာကိုတတိပြုရမယ်လို့လည်းဆိုလိုက်ပါတယ်။ဒါအပြင်လက်ရှိမှာ ရန်သူစစ်ကောင်စီက နှစ်ပေါင်းများစွာဒီမိုကရေစီအရေးလှုပ်ရှားသူတွေကိုနှီးမျိုးစုံပုံစံမျိုးစုံနဲ့နှစ်ကိုလေးရှိပြီးတော်လှန်ရေးမှာအချိန်ကြာလာတဲ့အမျှ စိန်ခေါ်မှုတွေပုံမများပြားလာလို့လည်းမန်းဝင်းခန္ဓာကပြောပါရယ်ရန်သူကိုအထင်သေးလို့မရသလိုအထင်ကြီးရန်လည်းမလို့သလိုစစ်ကောင်စီကနိုင်ငံဆမျက်နာကိုရတဲ့နည်းနဲ့ပြန်လဲတတ်နိုင်ဖို့စ조사နေရလို့လည်းမန်းဝင်းခန္ဓာကရှင်းပြပါရယ်အကြက်ပဲစစ်ကောင်စီကရှမ်းပြည်နယ်မြောက်ပိုင်းမှာ MND နဲ့ TNL အဖွဲ့တွေနဲ့အပြည့်အခက်ရက်စဲနိုင်ဖို့အတွက်တရုတ်အားကိုနဲ့နီလန်မျိုးစုံကြိုးပမ်းနေတာကိုလည်းမြင်တွေ့ရပါရယ်ရှင့် တဆက်တည်းတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့တရုတ်နိုင်ငံယူနန်ပြည်နယ်ကုမင်းမြို့မှာပြုလုပ်တဲ့တအောင်းတရက်နယ်လေးနဲ့စစ်ကောင်စီတပ်တွေကြားဆွေးနွေးပွဲဟာမအောင်မြင်ပဲပြီးဆုံးသွားတယ်လို့တရက်နယ်လေးကတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။ဖေဖော်ဝါရီလ16ရက်နေ့နဲ့ဖေဖော်ဝါရီလ18ရက်နေ့ကတရုတ်နိုင်ငံယူနန်ပြည်နယ်ကုမင်းမြို့ဟိုင်ဂင်ဟိုတယ်မှာပြုလုပ်တဲ့ဆွေးနွေးပွဲကိုတရက်နယ်လေးဘက်ကဒုတိယဗိုလ်ချုပ်ကြီးတားချုပ်ဂျားဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့စစ်ကောင်စီတပ်ဘက်က ကစားထတင်မှု ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့စစ်ကောင်စီတပ်ကိုစလဲတို့တက်ရောက်ခဲ့ကြတယ်လို့လည်းသိရှိရပါဗါတယ်။အဲ့ဒီဆွေးနွေးပွဲမှာနှစ်ဖက်တောင်းဆိုတင်ပြမှုတွေအပြန်အလှန်ပြုလုပ်ခဲ့ကြပြီးဆွေးနွေးညှိနှိုင်းဖို့ခက်ခဲတာကြောင့်စက္ကွန်ရက်နေ့ညနေပိုင်းမှာတွဲဆုံပွဲပြီးဆုံးခဲ့တယ်လို့လည်းသိရှိရပါဗါတယ်။တင်နယ်လေကနှစ်ဖက်တက်ရောက်ရှိနေတဲ့နေရာမှာရပ်တန့်ထားပြီးအပြည့်အခက်ရက်စဲရန်နှစ်ဖက်စလုံးထိုးစစ်တွေပြုလုပ်ခြင်း drone နဲ့တိုက်ခတ်ခြင်းလက်နက်ကြီးတွေပစ်ခတ်ခြင်းလင်းရင်ဘုံကျဲချခြင်းအစရှိတဲ့ စစ်ရေးလှုပ်ရှားမှုတွေအလုံးရက်တန်ရန်နှစ်ဖက်ထိန်းချုပ်နေမြေဒေသတွေမှာဒေသခံပြည်သူတွေရဲ့စားဝတ်နေရေးနဲ့စေဝါးတွေတည်ဆောင်နိုင်ရန်အတွက် ထက်တန်းသွာလာခွင့်ပြုဖို့ဆွေးနွေးခဲ့လို့လည်းသိရပါတယ်။ဒါပေမဲ့နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုခက်ခဲတဲ့အခြေအနေရှိတာကြောင့်သက်ဆိုင်ရာအဖွဲ့အစည်းတွေကြားဆွေးနွေးပြင်ဆင်မှုတွေပြုလုပ်ပြီးရင်နောက်ထပ်တစ်ကြိမ်ပြန်လည်တွစ်ဆုံနိုင်ဖို့တရုတ်ဆိုရကအထူးကိုယ်စားလှယ်မစ္စတာတိန့်ရှီကျွင်းကဥဆောင်ဆွေးနွေးပြီးတွစ်ဆုံမှုကိုအဆုံးသတ်ခဲ့လို့လည်းသိရပါတယ်ရှင်။ ပဲခူးတန်တဲ့တဲ့ဘုတ်ကိုတက်ဆက်ပေးကြပါတယ်။ပဲခူးတန်ကျုပ်ပင်ကောင်မြို့နယ်ဘော်ပင်ဆဲမှာအကြက်ပဲစစ်တပ်ထောင်ထားတဲ့မိုင်းကိုနှိမ့်မိပြီးဆဲဝန်တန်ကိုမျိုးကြီးခြေတော်ပြတ်သွားကဒဏ်ရာပြင်းထန်စွာရရှိခဲ့လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သိပ်ကိုပြောပါတယ်။ဖေဖော်ဝါရီလ16ရက်နေ့မနေ့စေနိုင်လောက်မှာကျုပ်ပင်ကောင်မြို့နယ်ဘော်ပင်ဆဲအမှတ်၁ကကျုပ်ပင်ကောင်မြို့တွင်ရေကန်တွေကိုရေဖြည့်ဖို့အတွက်ဘော်ပင်ဆဲအမှတ်၁ကိုရေလွတ်ပေးဖို့တောရောက်စဉ်တွင် တစ်လုံးစာအပေါက်မှာဆယ်ဝန်းတန်းကိုမျိုးကြီးမှာအကြက်ဖက်စစ်တပ်ထောင်ထားတဲ့မိုင်းကိုနှိမ့်မိခဲ့လို့လည်းသိရှိရပါတယ်။ဆယ်ဝန်းတန်းကိုမျိုးကြီးဟာမိုင်းနှိမ့်ခဲ့တာကြောင့်ခြေထောက်နဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးခြေထောက်ပြတ်သွားကခန္ဓာကိုယ်အစိပ်ပိုင်းကအရိုးတွေကျိုးထွက်သွားတယ်လို့လည်းသိရှိရပါတယ်။လက်ရှိချိန်မှာကိုမျိုးကြီးကိုရွှေတောင်ဆေးရုံကိုပို့ဆောင်ထားတယ်လို့လည်းသိရပါတယ်ရှင်။ ီတစ်ခါမှာတော့မကွေးတန်းအထက်မင်းလာမြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုနှစ်ရက်ဆက်တိုက်တိုက်ခိုက်ခဲ့ရမှာစစ်သား9ဦးထက်မနည်းဟာသေသွားခဲ့လို့ပြည်သူလွတ်လပ်ရေးတပ်တော် PIA တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပါတယ်ဖေဖော်ဝါရီလ18ရက်နေ့မှာအထက်မင်းလာမြို့နယ်ရှမ်းတက်စခန်းနဲ့တမိုင်ခွဲခန့်အကွာမှာရှိတဲ့ပသိမ်မုံရွာကလောက်မကြီးတနေရာမှာအကြမ်းဖက်စစ်ကောင်စီကတွဲကားတွေနဲ့ပုံဖြတ်ချီတလာစဉ်တွင်ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရမှာ စစ်သား9ဦးဟာတေသွားပြီး9ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။အလားတူဖေဖော်ဝါရီလ18ရက်နေ့ကလည်းအထက်မင်းလာမြို့နယ်ပသိမ်မုံရွာကားလမ်းပိုင်းရှမ်းတက်ကြီးရေစကန်ကနေချင်းကပ်ချစ်တက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်တွေကအနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်သား3ဦးထက်မနည်းဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းပြည်သူ့လွတ်လပ်ရေးတပ်တော် PIA တပ်ဖွဲ့စီကနေသိရှိရပါတယ်။အဲဒီတိုက်ခိုက်မှုတွေကိုအထက်မင်းလာမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ ကဖနဲ့ပြည်သူလွတ်လပ်ရေးအဖွဲ့ပြည်သူလွတ်လပ်ရေးတပ်တော် PIO PIA ပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။စကိုင်းအတိုင်းတပုတ်ကိုကြည့်အောင်ပါ။စကိုင်းအတိုင်းစကိုင်းမြို့လင်းလက်ပါဝါ KTV မှာ ပေါ့စာပြော့ပါနေရတက်မ33ကအရာရှိတူပါဝင်စစ်သားတွေကိုဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာတအူးဟာတည်သွားပြီးတနက်တလက်ကိုတင်ဆက်ရရှိခဲ့လို့ Burmese Revolution Force BRF ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။ဖေဖော်ဝါရီလ18ရက်နေ့မှာ စကိုင်းမြို့မကြီးစင်ကျေးရွာနယ်စစ်တပ်အထံချ ရင်မိုးတိုက်နယ်အနီးကလင်းလက်ပါဝါ KTB တွင်တောက်စားပျော့ပါနေတဲ့တပ်မ33ကအရာရှိတူပါဝင်စစ်သား၄ဦးကိုတော်လန်ရဲဘော်တွေကလက်လုပစ္စတိုနဲ့ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်မှုအတွင်းမှာတော်လန်ရဲဘော်တို့ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ Burmese Revolution Force BRF ကတာဝန်ရှိသူတို့ကပြောပါတယ်။အဲဒီလိုပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာအကြမ်းဖက်တပ်သားတွေကလင်းလက်ပါဝါ KTB ကိုမီးရှို့ဖျက်ဆီးသွားတယ်လို့လည်းသိရပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးတဲ့တဲ့တပုတ်ကတော့မြိုင်မြို့ကနေပခုတ်ကူမြို့ကိုထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်သား၁၁ဦးထဲမှနေဟာတေသွားခဲ့လို့ A+ အညာမြေအင်အားစုသတင်းနဲ့ပြန်ကြားတဲ့တောင်ဝန်ကရဲဘော်ကိုရှိုင်းကပြောပါရယ်ဖေဗူလာ၁၈ရက်နေ့က မြိုင်မြို့ပေါ်ကစစ်တပ်လက်အောက်ခံနန်းစီရီယံဝန်ထမ်းတွေကိုခေါ်ဆောင်ကပခုတ်ကူမြို့ကိုထွက်ခွာလာတဲ့ရင်30နှစ်နဲ့ခြေလင်းစစ်ကြောင်းကိုမြိုင်မြို့နယ်ထန်းငယ်တော်ရွာနဲ့စပေးရွာအကြားရောက်မှာပြစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီကိန်းမှုကြောင့်စစ်သား3ဦးသေသွားကအများအပြားဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။အဲဒီလိုတိုက်ခိုက်မှုဖြစ်ပွားပြီးရင်တန်းနယ်စစ်ကြောင်းဟာဆက်လက်ထွက်ခွာလာစဉ်တွင် စပေးရွာအနီးရောက်မှာပြည်သူ့ကာကွယ်တပ်ဖွဲ့တွေထောင်ထားတဲ့နေမိုင်းပေပါမိုင်းခွင်းတွေရောက်ရှိလာကာ မိုင်းထိပြီးစစ်သားရှိဦးတယ်မနေ့ဟာတည်သွားကစစ်သားအများပြားလဲခြေထောက်ပြက်လက်ပြက်ဖြစ်သွားသလိုပြက်ထက်သွားတဲ့ခြေထောက်နဲ့လက်တွေအသားစာတွေကိုလမ်းဘေးချုပ်ပုတ်ထဲကိုစွန့်ပစ်ခဲ့လို့လည်းသိရှိရပါတယ်။အဲလိုအထိနာသွားတဲ့စစ်ကြောင်းဟာဖေဖော်ဝါရီလ16ရက်နေ့မှာမြန်မြို့နယ်ကြောက်ဆောက်ကျေးရွာကပြည်သူနေရင်တွေကိုမိရှို့ဖျက်ဆီးကပြည်သူပိုင်ပစ္စည်းတွေကိုလည်းခိုးယူပြီးပခုတ်ကူမြို့နယ်ဘက်ကိုဆက်လက်ထွက်ခွာသွားတယ်လို့လည်းသိရပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒါရတဲ့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးအတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမများပါ